ချောမဲပဲပြီးတော့လမောက်ဖန်နေတဲ့ရန်ဝဲနှွဲခဲ့လို့အနီးကန်းနဲ့ထုတ်ခံလိုက်ရတဲ့စီမျိုးနီးအဖီမှာကစားခဲ့တဲ့လမောက်ဘူးနဲ့အတလီကွန်မန်ချွေတိုးရဲ့ချန်ပီယံလိအဖွင့်ပွဲအဆင့်ကတော့အပြန်အလှန်သွင်းခွင့်နဲ့ကြီးကောင်းတဲ့ပွဲအဆင့်တစ်ပွဲဖြစ်ခဲ့တယ်လို့ပွဲပြီးမှရှုံးမဲမဲပြီးလမောက်ဖန်နေတဲ့ရန်ဝဲနှွဲခဲ့ပြီးအနီးကဲထိသွားတဲ့စီမျိုးနီးကြောင့်ပွဲဟာပို့ပြီးတော့ဆိတ်လုံရှာဖို့ကောင်းခဲ့ပါတယ်ချန်ပီယံလိလေးအဆင့်ပွဲအဆင့်တွေကိုမနေ့ကစပြီးတော့ရှင်ပြန်ကစားခဲ့ပြီးတော့ဒီနေ့မှာတော့လေဘောင်အသင်းဟာအတလီကိုမက်ထွေအသင်းကိုအင်ဂွင်း FA မှာအခက်ခံစားခဲ့ရဖြစ်ပါတယ်။ဒီဝဲစစ်မှာတော့လေဘောင်အသင်းဟာဗာဂျေဗန်နာရဲ့နောက်ကျ တွင်ကိုနဲ့အတူ အသတိကိုမှတ်ထွက်အသင်းကိုတွင်ကိုနှစ်ခုနဲ့နိုင်ရရှိခဲ့တာပါလမောက်တရားဒီပွဲမှာတီကိုအသင်းကိုဘောလုံးပိုင်ဆိုင်မှုအတာကစားကွက်အတာဂိုးပေါင်ချင်းချောင်းမှုအတာနဲ့ဖိဖိစီစီကစားနိုင်ခဲ့ပြီးတော့နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာဗန်နိုင်းရဲ့ခေါင်းတိုက်ကိုကြောင့်အနိုင်ရရှိခဲ့တာလို့ပြောရမှာပါအပွဲစားတွေကဒေါက်ရှော့ဖျားပေးထားနိုင်တယ်လေဘောအသင်းဟာပွဲချိန်လေးမိနစ်မှာရောဘတ်ဆန်ပွဲချိန်6မိနစ်မှာဆာလော်ရဲ့အသွင်ကိုနဲ့အသက်ဒီကိုမတ်ထွေအသေးကိုဥဆောင်ထားနိုင်ခဲ့တာပါ ပရမိကန်ဒီမှာတော့အတူတူမတ်ထွေအသင်းကလော်ရန်တီကခြေပါကုတ်ကိုပြန်လဲသွင်းယူခဲ့တာကြောင့်ဖရမိုင်းအပီးမှာနှကုတ်ကိုဆိုတဲ့ရာလဲနဲ့လဘဘူးတို့ဥဆောင်ထားနိုင်ခဲ့ပါတယ်။အဲနောက်လဘဘူးတင်ရဒုတိယပိုင်းမှာပွဲကိုဖျက်ဖို့စ조사ခဲ့ပေမဲ့လည်းအဆုံးသတ်မတည်ကြမှုတွေနဲ့အတူအတူတူမတ်ထွေအသင်းရဲ့ခန်းစီကြောင်းရင်ကျင့်လင့်မှုကြောင့်နောက်ထပ်သွင်းကိုရရှိဖို့ရုန်းကန်ခဲ့ရပါတယ်။ဒါပေမဲ့ပွဲချိန်87မိနစ်မှာတော့လော်ရန်တီကနောက်ထပ်ခြေပါကုတ်ထပ်မံသွင်းယူပေးခဲ့တာကြောင့်လဘဘူးတို့တေးတမှတ်နဲ့ကျင်းနေရမလို့ဖြစ်ခဲ့တာပါ။ ဒါပေမဲ့တာမပွဲစားချိန်ပြီးဆုံးလို့နာချင်းအချိန်ပေါ်2မိနစ်ဝင်ချင်မှာတော့ဆိုဝစ်လိုင်းရဲ့ဖြတ်တင်ပေးဖို့ကနေဘာဂျယ်ဗန်ဒိုက်ကခေါင်းကြိုက်ပြီးတော့လေဘာဝအသင်းအတွက်အဖိုးတန်အနိုင်ကိုသွင်းယူပေးသွားခဲ့တာဖြစ်ပါရင်အဗန်ဒိုက်ဂိုးသွင်းယူအပေးမှာလေဘာဝပြိသက်တွေဟာအလက်ဒီကိုမက်ထွေအသင်းရဲ့နီးပြဆင်မြူတွေကိုလှောင်ပြောင်မှုတွေပြုလုပ်ခဲ့ပါရင်အဲ့မှာဒေါသမထိန်နိုင်တဲ့ဆင်မြူတွေဟာလေဘာဝပြိသက်တွေကိုရန်ရှာခဲ့သလိုစတုတ္ထထိုင်ပေါ်ကိုလည်းဆောရကတက်ခဲ့တာမျိုးတွေရှိပါရင်ဆင်မြူရဲ့ဒေါသဘလောက်ထိထိမရဘူးလဲဆိုရင်သူ့ကိုအလက်ဒီကိုမက်ထွေဒီတာဝန်ရှိတဲ့သူတွေအလက်ဒီကိုမက်ထွေအသင်းရဲ့ အနည်းပြအဖွဲ့ဝင်တွေအားစားဝိုင်းပြီးတော့ဆွဲထားခဲ့တာဖြစ်ပါတယ်။အခွင့်အရေးနိုင်ငံလည်းစီမနီကိုဒါရိုက်အနီးကပ်ပြပြီးတော့ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်စီမနီနေနဲ့လာမယ့်ပွဲစဉ်တွေမှာအက်တီကိုမက်ထွေအသင်းကိုကြီးကြပ်ခွင့်ဆုံးရှုံးသွားတော့မှာဖြစ်ပါတယ်။ဒီဝက်ပြီမှာလေဘောင်းအသင်းရဲ့အသင်းကောင်းဆောင်ဗာဂျယ်ဗန်နိုက်ကလည်းဒီဝက်နိုင်ရရှိခဲ့တာနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့စိတ်ခံစားချက်တွေကိုပြောလာခဲ့ပါတယ်။ကျွန်တော်အနေနဲ့အနိုင်ရမယ့်နည်းလမ်းတစ်ခုကိုရှာဖွေတွေးရှိခဲ့ပါတယ်။ကျွန်တော်ရဲ့ဆက်ပြီးတွေကအရန်ကိုအန်နေရှိနေပါပြီ။အဲဒီကမတ်ထွေအတင်းကအရင် green set ဆန်ပါရင်ဘာဖြစ်ဖြစ်ကျွန်တော်တို့နိုင်ရရှိခဲ့တဲ့အတွက်ဝမ်းတာပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာပါ ဒါပြင် TNN ပေါ်မှာအကစားစီစဉ်ဝေဖန်သူအဖြစ်ပြုလုပ်နေခဲ့တဲ့ Alien Mask Coin ကလည်းဒီနိုင်ငံနဲ့ပတ်သက်ပြီးတော့တွေ့ရမြင်တွေကိုခုလိုပဲဖွင့်ရလာခဲ့တာဖြစ်ပါတယ်။အလိုက်ကအယောသားဆုံးပြောရမယ်ဆိုရင်ပွဲချင်းအစားပိုင်းမိနစ်တွေမှာလီဗာပူးလိုဗနက်ကိုသွင်းမလဲဆိုတာကျွန်တော်တို့ထင်ခဲ့ကြတယ်။ဒါပေမဲ့သူတို့အနေနဲ့နောက်ပိုင်းမှာကြာဆင်းသွားခဲ့တယ်။ဒုတိယပိုင်းမှာတော့လော်ရန်တေးကအတလီကိုမတ်တင်အသွင်းကိုပြန်ပြီးတော့ဆွဲတင်ခဲ့တယ်။သူအသေးရလဲရရှိအောင်လို့သူ့ရဲ့သွင်းကိုတွေနဲ့စွမ်းဆောင်နိုင်ခဲ့တယ်။ပွဲကတော့ဒရမ်မာဆက်ဆံပေးသွားခဲ့တာပါ။ ။နေပြားအတွက်အနီကက်ကတော့ဖြစ်တင်ပါတယ်။ဘာပြောပြောဒီပွဲစဉ်မှာဖိုင်နိုင်သွင်းရတဲ့ကောင်းတဲ့ကွာတကယ်ကိုကောင်းမွန်လို့ပါတယ်။ဒီပွဲကိုကြည့်ရကျွန်တော်တကယ်သဘောကျပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။အရင်စတော့ရတဲ့အခုဆိုလို့ရှိရင်ပရီးမီးယားလိကိုပြန်လည်အာရုံစိုက်ရမှာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ဒီဘက်ပရီးမီးယားလိမှာတော့ FA ကွဲမှာမာဆေးဆိုင်ဒါဘီအဖြစ် Everton အသင်းနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။